ဂျပန်နိုင်ငံရဲ့လမ်းမတွေပေါ်မှာအရက်လွန်ကျွန်တောက်ပြီးတော့အရက်မူးပြီးတော့အိတ်ပျော်နေတဲ့လူတွေကိုတွေ့ရတာကတော့ဒီဂျပန်နိုင်ငံမှာတိတ်ပြီးတော့မထူးဆန်းပါဘူးအဲအခုလိုမျိုးအနောက်တိုင်းဝစ်ဆောင်စုအပြည့်ဝစ်ဆောင်ဝစ်ထားပြီးတော့အဲအိတ်ပျော်နေတဲ့လူအများစုပါဗောနော်အဲဒီလိုလူအများစုကဂျပန်နိုင်ငံရဲ့လကာစားကုမ္ပဏီဝန်ထမ်းအများစု ဖြစ်ပါတယ်အဲဒီဝန်ထမ်းအများစုကသူတို့တွေကဗောနော်ကျွန်တော်တို့ရက်သက်တစ်ပတ်ရဲ့တောက်ကြနေတဲ့စနေနေ့လိုနေ့ဒီမှာအများစုတွေ့ရပါတယ် ဒီဝန်ထမ်းအများစုဟာသူတို့တွေအလုပ်ပြီးတဲ့အချိန်မှာပေါ့နော်အလုပ်ကအလုပ်ဆင်းတဲ့အချိန်မှာအလုပ်ထဲကဝန်ထမ်းတွေအကုန်လုံးစုပြီးတော့အရက်ဆိုင်မှာအရက်သွားတောက်ကြတာတော့ဂျပန်နိုင်ငံရဲ့ရိုးရာဒလေးတစ်ခုလို့တောင်းပါပဲဖြစ်နေပါပြီအဲဒီကြားထဲမှာခမရကအရက်မတောက်တတ်ရင်တော့ခမရကလူရောင်မွင်တယ်လို့တောင်းပါပဲခံစားရမှာပဲဖြစ်ပါတယ် အခုလိုမျိုးအရက်ဆန်ကနေသူတို့တွေအရက်အရက်တွေတောက်တယ်အဲတောက်တဲ့အချိန်မှာလည်းအလွန်ကျွံတောက်ကြတာများတယ်ဘာလို့လဲဆိုတော့နောက်နေ့မှာသူတို့တွေကအဲရုံးပိတ်ရက်ဖြစ်နေတဲ့အတွက်အလွန်ကျွံတောက်မိကြတာများပါတယ်သူတို့အဲ့လိုမျိုးတောက်ပြီးတဲ့အချိန်မှာသူတို့တွေကဗောနောအိမ်ပြန်တဲ့အချိန်မှာတော့တချို့တွေကအိမ်ကိုပဲ တန်တန်မတ်မတ်ရောက်သွားတဲ့လူတွေရှိသလိုအဲတချို့တွေကတော့အခုလိုမျိုးယထားတွေထဲမှာအိပ်ပျော်ပြီးတော့ဘူတာဆုံးသည့်ထိပါသွားတဲ့လူတွေလည်းရှိပါတယ်အဲအဲ့ဒီထဲကနေမှတချို့တဝက်ကတော့ကျွန်တော်တို့ပန်းကြံလိုနေရာမျိုးတွေဒါမှမဟုတ်ရင်အခုလိုမျိုးလမ်းမပေးတွေမှာပဲပေါ့နော်အိပ်ပျော်သွားတဲ့လူတွေလည်းရှိပါတယ်ခုလိုအိပ်ပျော်နေတဲ့လူတွေကိုဂျပန်နေရာတွေ့ရင်တော့သူတို့တွေဟာသွားပြီးတော့နှိုးလေးနှိုးထားမရှိပါဘူး အခုလိုမျိုးသူတို့ကဒီလူတွေကိုနှိုးရမယ်အစားပေါ့နော်ဒီအိပ်ပျော်နေတဲ့လူတွေရဲ့ဘေးမှာရေတံမှုဒါမှမဟုတ်ရင်ပိုကာကြီးဆွက်လိုမျိုးအားဖြည့်အချိုရည်တွေကိုဘေးနားလေးမှာထားပေးတတ်ကြပါဗါတယ်အဲအဲ့ဒါကတော့ဘာလို့လဲဆိုတော့အဲဒီအိပ်ပျော်နေတဲ့လူနှိုးလာတဲ့အချိန်မှာပေါ့နော်အဲရေစာနေမှာပဲဆိုတဲ့အတွေ့နဲ့ထားပေးကြတာပဲဖြစ်ပါတယ်ခုလိုမျိုးလမ်းမေးမှာအိတ်ပျော်နေလို့လဲပေါ့နော်အဲပတ်ဆက်အိတ်တွေဖုံးနေအဲဒါဒါမျိုးတွေအခုခံရမှာလဲ ဂျပန်မှာတော့စိတ်ပူစရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးခိုးမဲ့လူတွေလည်းဂျပန်မှာကတိတ်ပြီးတော့မရှိလို့ပါပေါ့နော်။အဲမြန်မာနိုင်ငံမှာအခုလိုမျိုးခမရအိပ်ပျော်နေမှာဆိုရင်တော့အသေးကြတဲ့ခမရနောက်နေ့မှဖက်နှက်တောင်ပါရဲ့စီးစရာကြံမှာမဟုတ်ပါဘူး။ဂျပန်မှာအခုလိုမျိုးအိပ်ပျော်နေတဲ့လူတွေကိုတစ်ခါတလေကြာရင်လည်းပေါ့နော်ရဲတွေကနေနှိုးပြီးတော့ အဲအိမ်ကိုလိုက်ပို့ပေးတာမျိုးတွေလည်းရှိတယ်အဲတခါတလေမှာကြတော့ရဲတွေကပေါ့နော်ဒီအိပ်ပျော်ဒီ movie အိပ်ပျော်နေတဲ့လူတွေကိုအဲနှိုးတဲ့အချိန်မှာပေါ့နော်သူအိမ်လိုက်စာမပြောနိုင်တာအခါမျိုးတွေလည်းကြုံရတတ်ပါတယ်အဲအဲ့လိုအခါမျိုးတွေမှာဆိုရင်တော့ရဲတွေဟာဒီဒီလူကိုရဲစခန်းမှာပဲတညတိတ်ထားလေးရှိကြတယ်ပေါ့နော်အဲခမရနောက်နေမှာဆိုရင်တော့အဲဒီရဲစခန်းကနေပဲကိုယ့်အိမ်ကိုကိုပြန်ရတဲ့အခါမျိုးတွေလည်းရှိပါတယ်ချင်းမြန်မာနိုင်ငံမှာအခုလိုမျိုးလမ်းမေးမှာအိမ်မြင်တော့ခမရဟာနောက်နေမှာ အခုလိုနှိုးဆက်နေတူအေးရထားကြီးအေးရထားကြီးအေးရထားကြီးအခုလိုနှိုးဆက်နေတူ ခမရစစ်သားကြီးဖြစ်နေမှာတေးကြပါပဲဖြစ်ပါတယ်နောက်ပြီးတော့ဂျပန်လူမျိုးတွေရဲ့ကျွန်တော်လေးစားရတဲ့အချက်တစ်ခုကတော့ ဂျပန်လူမျိုးတွေဟာဘလောက်ပဲအရက်မူး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 ပေါ့နော်သူတို့တွေဟာပတ်ဝန်းကျင်ကိုစိတ်အနှောက်အယှက်မပေးကြပါဘူး။အော်ဂျီဖြစ်ကျင်တဲ့ပတ်ဝန်းကျင်ကိုစိတ်အနှောက်အယှက်မပေးကြပါဘူး။အဲကျွန်တော်ဆိုရင်ကျွန်တော်အလောက်ကပြန်တဲ့အချိန်10နာရီဝန်းကျင်ည10နာရီဝန်းကျင်မှာဆိုရင်ဒီရထားထဲမှာဆိုရင်ရတအားကုန်ပါပဲမူးယူကွဲပြဲနေတဲ့ဂျပန်အများစုအမြဲတမ်းလိုလိုတွေ့ရပါတယ်။အဲသူတို့တွေရဲ့ဒီ အသားဖြူနေတဲ့ဒီမျက်နှာတစ်ခုလုံးကပေါ့နော်နီးဆုပ်နေအောင်ကိုမှာပဲတအားကိုမှာပဲမူးနေကြတဲ့လူမျိုးတွေအမြဲအမြဲတမ်းလိုလိုကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့သူတို့တွေဟာယထားထဲမှာ သူတို့အဖွဲလိုက်ပြီးဖြစ်စေနှစ်ယောက်သုံးယောက်စီဖြစ်စေ စကားပြောတဲ့အချိန်မှာဘယ်တော့မှကမှာပဲအဲမူးနေသည့်တန်အောင်အတန်ကိုအော်ကြီးဟစ်ကျင်နေဘယ်တော့မှမပြောကြပါဘူးအဲမူးနေတဲ့အချိန်မှာဆိုရင်သူတို့တွေကပို့ပြီးတော့တောင်းပါရဲ့ပို့ပြီးတတိထားသလိုတောင်းကျွန်တော်ကတော့ခံစားမိတယ်ဘာလို့လဲဆိုတော့သူတို့စကားပြောတော့ကြည်ရတာပေါ့နော်အဲနှစ်ယောက်သုံးယောက်သူတို့ကြားသသလောက်ကလေးသာစကားကိုတကယ့်ကိုတူတူလေးပြောပြီးတော့အဲဒီရထားထဲမှာသွားကြတာတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တငယ်ချင်းတယောက်နဲ့ကျွန်တော်အဖြစ်အဖြစ်ပြက်ကလေးတစ်ခုဆိုရင်အဲတအားကုန်ပါပဲအချက်ဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ အဲကျွန်တော်တငယ်ချင်းနဲ့အဲအပြင်မှာတောက်ပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်တငယ်ချင်းကမူလာလေးဂျပန်လိုတအားကုန်မှာတအားမှုတ်ရှင်တဲ့လူမျိုးဖြစ်ပါတယ်။အဲဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ဘာပဲဘာတစ်ခုခုပြောလိုက်။အဲမာကြီးအဲအဲ့လိုပုံစံမျိုးနေနောက်ပြီးတော့ အဆုံးသန်းတာအဲ့ဒီအမှအဲ့လိုပုံစံမျိုးဂျပန်လိုတအားမဟုတ်တယ်ဗောနောပြီးရင်နောက်ပြီးတော့ရထားထဲမှာလည်းအဲသူပြောရင်လည်းဂျပန်လိုမြန်မာလိုအတန်ကြီးနဲ့ဂျပန်လိုတအားကုန်မှာပြောချင်တယ်ဗောနောအဲကျွန်တော်ဆိုရင်ဘူတာမြန်မြန်ရောက်ပါစေဆိုပြီးဆူတောင်းပြီးတော့ပုံမှာပဲစီးခဲ့ရတယ်ဗောနောအဲ့ကန်ဆောက်ပြီးတော့သူနဲ့ကျွန်တော်အပြင်မှာမတော်ရဲတော့ဘူးနောက်တစ်ခါတောက်ဖို့ဆိုရင်ကျွန်တော်အိမ်ထဲမှာပဲတောက်ဖြစ်တယ်ဗောနောအဲအပြင်အောင်သွားပြီးမတော်ရဲတော့ဘူးဗောနောအဲအဲ့လိုလူမျိုးတွေလည်းရှိပါတယ်ဒါကတော့ကျွန်တော်ကြုံခဲ့ရတဲ့အကြောင်းအရာလေးဖြစ်ပါတယ်